မ္မရာဒွန်ဒက်ထရန်က Golden Dawn ဒုံးကြီးကာကွယ်ရေးစနစ်အတွက်ဒီဇိုင်းကိုဝေချခဲ့တယ်လို့တမ္မရာဒွန်ဒက်ထရန်ကအင်ဖြူတော်မှာစတင်ခဲ့ပါတယ်။ဤစနစ်ကနိုင်ငံအားမြေတီတိုက်ခတ်မှုမှမစိုးကာကွယ်ရန်ရည်ရွယ်ထားပါတယ်။ဒီအစင်းမြင့်ဒုံးကြီးကာကွယ်ရေးကို၃နှစ်အတွင်းလှုပ်ဆောင်မယ်လို့တမ္မရာဒွန်ဒက်ထရန်ကပြောခဲ့ပါတယ်။စီမံကိန်းအတွက်တန်ကနေဦးရန်ပုံငွေဒေါ်လာ25ဘီလီယံကုန်မယ်လို့ကြေညာခဲ့ပြီးတော့စုစုပေါင်းကုန်ကျစရိတ်ကတော့ဒေါ်လာ185ဘီလီယံထိ ရှိနိုင်တယ်လို့သူကဆက်ပြီးတော့ပြောပါတယ်။တမနာထွန့်ကမဲဆွယ်စီယုံကြီးကလအတွင်းမှာငါတို့ရဲ့မွေရမြေကို ပြပဒုံးကြီးချေချောင်းမှုကကာကွယ်ဖို့အတွက်ခင်မီဒုံးကြီးကာကွယ်ရေးအကာအကွယ်တစ်ခုတည်ဆောက်မယ်လို့အမေရိကန်ပြည်တွေကကတိပေးခဲ့တယ်။အဲ့ဒါကတော့ကျွန်တော်တို့အခုလှုပ်ဆောင်နေပြီဖြစ်တယ်။ခင်မီတဲ့စနစ်အတွက်ဒီဒီဇိုင်းအတိတ်တစ်ခုကိုတရားဝင်ရွေးချယ်လိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်ဂုံယူဝမ်းမြောက်မိပါတယ်။အဲ့ဒါကဂုံမြင်းပင်လဲ အာဂတနဲ့အာဂတဆိုင်ရာအာယုကံကိရိယာများနဲ့အတူမျိုးဆက်တဲ့နိပညာကိုအသုံးပြုမှာဖြစ်ပါတယ်။အဲ့ဒီမှာပါမလဲဆိုတော့အာယုကံကိရိယာများပေါင်းစပ်ပါဝင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့လက်ရှိကာကွယ်ရေးစနစ်တွေက၃နှစ်လောက်မှတမနာတက်တံမကုန်မီမှာအပြည့်ဝလဲပတ်သွားမှာဖြစ်ပါတယ်။ Golden Dome လို့ခေါ်တဲ့ဆွေအမိုးခုံဆော်လိုရန်နဲ့စတင်မှာဖြစ်ပါတယ်။ဒေါ်လာ25ဘီလီယံပါဝင်ပြီးတော့ကုန်ကျမဲ့အစီအစဉ်အတွက် ကျွန်တော်ကအလွန်မှဝမ်းမြောက်မိပါတယ်အဲ့ဒါကတော့အစပဲရှိပါသေးတယ်ရေဝူရအားဖြင့်စနစ်ဖြစ်သွားတဲ့အခါမှာစုစုပေါင်းကုန်ကျစရိတ်ဒေါ်လာ195ဘီလီယံလောက်ရှိမယ်လို့ဒေါ်လာထွန်းကဆိုခဲ့ပါတယ်ဇန်နဝါရီလမှာ over office ကိုပြင်ရောက်လာပြီးနောက်ရက်အနည်းငယ်အကြာမှာတမရထွန်းကစနစ်ဒီစနစ်အတွက်သူရဲ့အစီအစဉ်တွေကိုဝင်မြောက်ခဲ့ပါတယ်ရွေချက်ကတော့မြေပြင်ရေကြောင်းဒါမှမဟုတ်အာဂတမလွတ်တင်တဲ့ဖြစ်စေ crew နဲ့ပက်တုံဒုံးကြီးများအပါအဝင်ဝေယမချင်းချောင်းမှု အမျိုးအစားတွေကိုလည်းရပ်တန့်သွားမှာဖြစ်ပါတယ်အပြည့်ဝတိရောက်ထားတဲ့အခါမှာဂိုရန်ဒုံးကကဘာတပတ်ချမ်းကလွတ်တင်လိုက်တဲ့ဘေဟာမဆူဒါမှမဟုတ်အာဂတန်နဲ့လွတ်တင်တဲ့ဒုံးကြီးတွေကိုကြားဖြတ်နိုင်မှာဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုမှာတိရောက်ဘူးသမျှအကောင်းဆုံးစနစ်တစ်ခုဖြစ်လာလိမ့်မယ်လို့သူကပြောပါတယ်အမေရိကန်ကဣဇရေလ၎င်းရဲ့ Iron Dome စနစ်ဖြင့်ကူညီခဲ့ကြောင်းလူတိုင်းအသိစေပါတယ် အခု US မှာပိုအစ်စ်မြင့်တဲ့နည်းပညာရှိနေပြီဖြစ်တဲ့ American အာဂါတာတပ်မှုဗိုလ်ချုပ်ကြီး Michael Gatling ကဒီအစီအစဉ်ကိုတောင်းဝန်ယူမယ်လို့လည်းတမနာကပြောပါတယ်။ကနေဒါတောင်ပိုင်းကဒီ project မှာပါဝင်လိုပြီးဇင်းတို့တမမှုနဲ့ပတ်သက်ပြီးတော့ American ကသူတို့နဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဖြစ်ကြောင်း၎င်းထပ်လောင်းပြောကြားခဲ့ပါတယ်။ဒီနေ့မိုးလဲပိုင်းမှာ Golden Dome အတွက် Direct Program Manager အဖြစ် General Gatling ကိုခန့်အပ်မယ်လို့လည်းကြေညာထားပါတယ်။သူက အရန်ထူးချွန်တဲ့သူကြောင့်ဖြစ်ပါတယ် Space Force ကိုကူညီပေးခဲ့တဲ့သူလည်းဖြစ်တယ်ကနေဒါလည်းပါဝင်ချင်ပါတယ်နည်းနည်းထဖြစ်မဲ့သဘောမှရှိတယ်ဒါပေမဲ့သူတို့လည်းမြင်တွေ့ရမှာပါကျွန်တော်တို့လည်းအားလုံးမြင်တွေ့ရမှာပါသူတို့နဲ့ပူးပေါင်းလှုပ်ဆောင်နေပါတယ်ဈေးနှုန်းလည်းတနိုင်ခြင်းသူတို့နဲ့ပူးပေါင်းလှုပ်ဆောင်နေပါတယ်ငါတို့တနိုင်တယ်ငါတို့လှုပ်သွားမယ်ဖြစ်တယ်အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hazard ကတမနာထရန်နာမှာရပ်ပြီးပြောခဲ့သေးပါတယ် ဂိုဒန်ဒွန်းကအမေရိကန်ပြည်တော်စုအတွက်ကြီးမားတဲ့တိုးတက်မှုတစ်ခုဖြစ်လာမှာလို့ခေါင်းကပြောကြားခဲ့ပါတယ်။ဆွေအမိုးခုံးဟာအမေရိကအတွက်ဂိမ်းပြောင်းလဲမှုတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။သူကကျွန်တော်တို့နိုင်ငံရဲ့လုံခြုံမှုအတွက်ဘယ်မျိုးစမမလုပ်သေးတဲ့ယင်းနီမြုံမမြုံနိုင်မှုတစ်ခုဖြစ်ပါတယ်။တမရကြီးမှကျွန်တော်တို့တောင်ပိုင်းနယ်စပ်ကိုကောက်ွယ်ပြီးအပြေဝထိချိုးသွားမလို့ပြောခဲ့တယ်ပြီးခဲ့တဲ့အစိုးရလက်ထက်ကလူတွေကိုတာမပေးပဲကျွန်တော်နိုင်ငံတဲကိုဝင်လာခွင့်ပေးလိုက်တယ် ။တမရရေဂင်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း40ခရဲကအဒီအချမ်းစီရှိခဲ့ပါတယ်။နီးပညာကအရင်ကအစင်တစ်မဖြစ်သေးပေမဲ့အခုဖြစ်နေပါပြီ။ပြီးတော့ cruise ဒုံးကြီးတွေ၊ petaine ဒုံးကြီးတွေ၊အတန်ထက်မြန်တဲ့ဒုံးကြီးတွေ၊ drone တွေနဲ့ drone တွေကိုပုံမှန်ပဲဖြစ်ဖြစ်အစင်မြင်တာပဲဖြစ်ဖြစ်နိုင်ငံကိုကာကွယ်ဖို့ဖန်တီးနေပါတယ်။ကိုရန်ဒုံးကိုမြေပြင်နဲ့အာကာသအခြေခံနီးပညာ၄မျိုးလုံးနဲ့တိစောက်ထားပါတယ်။အဲ့ဒီမှာဒုံးပြန်တွေကိုထောက်လန်းနိုင်မယ်၊ခြေရခံနိုင်ပြီးရတက်နိုင်တဲ့ ဂျိုဒူကိုရင်တခုပေါ်မှာဖြစ်ပါတယ်အဆိုပါအစီအစဉ်ရဲ့အမည်ကတော့ Israel နိုင်ငံ Iron Dome လေကြောင်းရန်ကာကွေးစနစ်ကနေစင်တက်လာခြင်းဖြစ်တယ်2017ခုနှစ်ကတည်းကဒုစနစ်ကိုတာတိုပြစ်ဒုံးကြီးတွေနဲ့ဒုံးကြီးထောင်ပေါင်းများစွာကိုရတန့်ခဲ့ပါတယ်2020 Missile Defense Review ကတရုတ်နဲ့ရုရှားတို့ရဲ့အမေရိကန်ကိုချင်းချောက်မှုတွေတိုးပွားလာတာကိုပြောပါတယ်ပြီးခဲ့တဲ့လကလည်းမော်စကိုနဲ့ပေကျင်းနိုင်ငံစလုံးကဆွေဒုံးခုံးကိုဝေဖန်ခဲ့ပါတယ် အစီအစဉ်ကအလွန်အနည်းများပြီးအခရာကိုစစ်မြေပြင်ဖြစ်ပြောင်းလဲနိုင်တယ်လို့သူကပြောပါတယ်လက်ရှိအမေရိကန်ရဲ့ဒုံးကျည်ကာကွယ်စနစ်တွေကရုရှားနဲ့တီယိုဒိုရဲ့နှိပညာတည်တွင်နဲ့နောက်ကွယ်မှာနောက်ကျကျန်နေပြီးဖြစ်တဲ့အတွက်ဖြစ်ကြောင်းပန်နဂွန်ရရှိတွေကကာရာချာရှိဝါကလေးကအရင်ကလေးကတတိပိထားခဲ့ပါတယ်ဒီနိုင်ငံတွေမှာဂျိုဒူတွေကိုတိုက်ခိုက်နိုင်တဲ့လက်နက်တွေရှိပြီးအမေရိကန်ဂျိုဒူတွေကိုအနည်းပေးနိုင်တဲ့စနစ်တွေကိုလွတ်တင်ထားတယ်လို့အမေရိကန်ကပြောပါတယ်ဒီမိုကရက်တစ်တချို့က ဒီ project ကိုဘယ်လိုစီမံခန့်ခွဲမလဲဆိုတာနဲ့စိုးရိမ်နေကြပါတယ်။နောက်ရဲကုမ္ပဏီ Space Ace ကယခုအခါမှာအခြားကုမ္ပဏီတစ်ခုနဲ့တူ Golden Dome ရဲ့အစိတ်အဓိကအစိတ်ပိုင်းတွေကိုတည်ဆောက်ဖို့အတွက်ထိတ်တန့်ကိုယ်စားလှယ်တစ်ခုဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလူကလည်းတမနာထွန်းရဲ့မိတ်ဆွေ Elon Musk နဲ့ပတ်သက်ပြီးသူတွေတရားစိုးရိမ်နေကြတယ်ပါတယ်။ယခုအချိန်မှာတမနာထွန်းကတော့ Golden Dome အတွက်စဉ်းနင်းပြသတဲ့အမြင်တွေကိုမျှဝေထားပါတယ်။ဒါပေမဲ့အမေရိကန်နဲ့ကမ္ဘာတဝန်းမှာစိုးရိမ်မှုတွေမြင့်တက်လာတာနဲ့အများ ဒီကြီးမားတဲ့ကာကွယ်ရေး project ကဘယ်လိုရှေ့ဆက်သွားမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်